ဒီလူနာတယောက်က သူက အကြောက်တက်တဲ့သူမှာဒီခံစားချက်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့သူကစီးကျိုးလက်ထိတ်ခဏခဏကိုသူကမဖောက်ချင်ဘူးပေါ့နော်အဲ့တော့ခါကျတော့ဒီလူနာမေးထားတာကတော့သူလက်ထိတ်ခဏခဏမဖောက်ချင်ဘူးအဲ့တော့တခြားနီးလန်းနဲ့ပေါ့နော်စီးကျိုးတိုင်းတာလို့ရပါတပါတဲ့ဟုတ်ကဲ့ဆရာဆရာကျေးဇူးတင်ပါတယ်အာကျွန်တော်တို့ဒီမှာလက်ထိတ်ပေါက်တာ ပေါ့နော်ဒီလက်ထိတ်ပေါက်တဲ့ဟာတော့ခုကျွန်တော်အများဆုံးကျင်းတုံးနေကြတာပေါ့ဆိုတော့မဖောက်ရင်ရတယ် အခုနောက်ပိုင်းကျွန်တော်တို့ဆက်လေးအစ်စ်ပေါ်နေရယ်အဲ့ဒါကိုကျွန်တော်တို့အတူတူ CGM လို့ခေါ်ပါတယ် continuous glucose monitoring လို့ခေါ်တယ်ဆိုတော့သူတို့ပါလဲဆိုတော့ကျွန်တော်တို့လက်မှာလက်မောင်းမှာ ဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာဘိုက်မှာဖြစ်ဖြစ်ပေါ့နော် sensor ဆိုတာလေးကိုကတ် plaster လေးနဲ့လိုမျိုးစောင်းဝိုင်းလို့ plaster လေးကတ်လိုက်တယ်ပေါ့နော်ကတ်ပြီးသွားပြီဆိုရင်တချို့ကဆက်လေးဝယ်ရဆက်လေးဝယ်အဲ့ဆက်လေးနဲ့ကျွန်တော်တို့ကတော့ပါလက်ဖောက်ကြမလို့ sensor လေးပေါ်မှာသူကဖြတ်လိုက်မယ်ရှင်းနိုင်ကြတခါဖြတ်လိုက်မယ် ရှင်းတဲ့အရာတစ်ခါဖြတ်လိုက်လို့ရှိရင်သူကသူ့ရက်မှာရှိတဲ့ဂလူကို့စ်ကိုဖတ်လို့ရသူကအချိုဓာတ်တွေကိုဖတ်လို့ရဒါကကျွန်တော်ကဖတ်လို့ရအဲ့ဒါကိုကျွန်တော်ကသူကကျိုးက9မိနစ်တခါဖတ်ပြီးရဲ့ဒီကိုက10မိနစ်တခါဖတ်ပြီးအဲ့တော့ကျွန်တော်တို့ကမလုပ်လဲဆိုတော့တားလွယ်တာဒီစင်စာလေးကဒီကျိုးက10ရက်တခါနေရတယ်ဒီကျိုးက14ရက်တခါလေးရတယ်အဲ့တော့အဲ့လားလေးနဲ့ကျွန်တော်တို့ကဒါလေးကိုကတ်ထားယူမယ်သူကရေကူးလို့လည်းရတယ်ရေငုပ်လို့လည်းရတယ်ဒီကျိုးကနော် and then ကျွန်တော်တို့ကပါလဲဆိုတော့ဒီဆယ်လေးနဲ့သူကဖြတ်လိုက်မယ်ဒီလိုအပေါ်လေးတွေတော့ဒီလိုဖြတ်လိုက်ရင်ကျွန်တော်က ဖတ်ပြီးသားဖြစ်သွားတယ်။အဲ့တော့ဘယ်လောက်ထိအဖြေကြီးကထွက်လာလဲဆိုလို့ရှိရင်เนาะသူက7မိနစ်တခါဖတ်ထားတဲ့အဖြေကြီးထွက်လာတယ်ပေါ့တော့အရန်ကောင်းတယ်ပေါ့နော်။သူမကောင်းတာတော့ဈေးကြီးတာ။ဈေးကြီးတာဒီဆယ်လာလေးကဘယ်လောက်ဖြစ်နေလဲဆိုတော့အခုပဲဒေါ်လာ100လောက်ရှိတယ်ပေါ့နော်။ဆက်ကလည်းကျွန်တော်တို့ကဘယ်လောက်လောက်ရှိနေလဲဆိုတော့ကဲပမာငွေနဲ့တော့9သိန်း8သိန်းလောက်ရှိနေပေါ့နော်။ဆိုတော့အဲ့ဒါကြီးကအရန်ခက်စားနေပါပြီ။အထူးသဖြင့်တော့ကျွန်တော်တို့ကဒီ CDN ဆိုတာတွေကိုကျွန်တော်တိုက်ဝမ်းပေါ့ အမျိုးသားတစ်ကလေးတွေမှာတော့မဖြစ်မနေတက်ပါဆိုပြီးနိုင်ငံတကာမှာတော့နော်သူတို့ကတော့သူအကျမကြီးအမကန်နေရှိတော့ကလေးတိုင်းကို free ပေးရပါတော့ကျွန်တော်နိုင်ငံမှာလည်းရှိနေပါပြီတက်တဲ့လူတွေလည်းအများများပါတယ်ကျွန်တော်တို့ကနော်ကျွန်တော်ကတော့လူနာတွေကတော့သူတို့ကမဖောက်ချင်လို့ပေါ့နော်ဒါလေးတက်တော့ဆိုတော့ကျွန်တော်တို့မှာအားသာချက်ခုရှိတယ်ကျွန်တော်တို့မှာအားသာချက်ကျွန်တော်ကအဲ့တော့အရင်ကြိုက်ဘာလို့ကြိုက်လဲဆိုတော့သူက9မိနစ်တကာဖတ်နေဆရာကြီးအဲ့တော့9မိနစ်တကာဖတ်နေရအားသာချက်ကပါလဲဆိုတော့ကျွန်တော်တို့က ချီးရသမားတွေမှာနော်ကျွန်တော်ကဘယ်သူမှလက်ထိတ်ကိုတမျိုး၄၅၆ကာ9ကာတဲ့ပုံမဖောက်နိုင်ဟိုကောဆရာစဉ်းစားကြည့်၅မိနစ်တခါဖတ်နေတော့တနည်းတရားဖတ်တာလည်းဖြစ်နိုင်တယ်အချိန်မရဖတ်တာလည်းဖြစ်နိုင်တယ်လက်ထိတ်မတာပဲနဲ့အချိန်တရားနေရကျွန်တော်အဖြေရနေအဲ့တော့တချို့လူနာတွေကကျွန်တော်တို့ဘာပြောလဲဆိုတော့ဒီမဆီယိုတွေအားတဲ့တက်လိုက်ကြလိုက်အရန်ကျန်းတာပဲတဲ့မနေ့ကျရင်200လောက်ထောင်တက်သွားတယ်300လောက်ထောင်တယ်ညနေကျ80ထိုးကျသွားတယ် ်သူပြောတာအမှန်ပဲအဲ့ဒါကိုကျွန်တော်တို့က glycemic fever ဒီလိုခေါ်တယ်ကျွန်တော်မီးလိုရောဆိုင်အတက်ကြရိတ်တိတ်ကြမ်းနေပေါ့အဲ့ဒါဆိုမကြိုက်ဘူးကျွန်တော်ကအဲ့လိုအတက်ကြကြမ်းတဲ့လူတွေကလေးဖြတ်တတ်တယ်အတက်ကြကြမ်းတဲ့လူတွေကနှလုံးတရောပိတ်တတ်တယ်နှလုံးတရောပိတ်တတ်တယ်ကြောက်ကတ်တွေထိတတ်တယ်မျိုးလိုဖြစ်တယ်ဆိုင်ဒီရွေးနောက်ဆက်တွဲတွေပိုဖြစ်တယ်ဒါကြောင့်ခုနောက်ပိုင်းမှာတို့ကဘာပြောတာလဲကျွန်တော်ခုနတင်ပြတာကိုရှေ့ပိုင်းမှာစီရောမနေ့ဆိုရင်80နဲ့130ရမယ်3လပြည့် HbA1c ဆက်ရမယ်ပေါ့ ဒါတွေကခုနပြောတဲ့တနေ့စာအတာလအတွင်းမှာစီယိုတက်တာကြတာမပြနိုင်ဖြစ်တရားပဲပြနိုင်လေဒီ CGM ပဲခုနပြောတဲ့တနေ့ကိုအခါတရားလောက်ဖတ်တဲ့အရာပဲပြနိုင်တာဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုရမ်းကြိုက်ကျွန်တော်ကနော်အဲ့တော့ကျွန်တော်နိုင်ငံမှာလည်းသုံးလို့ရနေပါပြီဝယ်လို့ရနေပါပြီအခုကျွန်တော်ကံကောင်းတာပေါ့နော်တချို့ company တခုပေါ့ company တခုကတော့သူကပါလောက်ထားလဲဆိုရင်အဲသူဒီတရုတ်ပြည်ဟာတွင်းလာတော့နည်းနည်းပိုတက်တာပေါ့ဆိုတော့တခုကသူကလေးကလည်းသူစံစာလေးကတဲ့ ။ तू ကတော့ဖတ်တဲ့ဆက်ကိုဝယ်စရာမလိုဘူး။ကို့ဖုန်းလေးနဲ့ပဲ။ကို့ဖုန်းလေးနဲ့ Bluetooth လေးနဲ့ချိန်ထားလိုက်။ Bluetooth လေးနဲ့ချိန်ထားလိုက်ရင်ကျွန်တော်တို့ကဗာလဲတော့ကို့ရဲ့ဖုန်းထဲကို तू ကအချိန်လုံး तू က message ဒီဒီ glucose ရဲ့ပြ။အဲ့တော့ तू ကဒီဒီဖုန်းလေးကိုကြည့်လိုက်ရင် तू ကတော့9မိနစ်တခါ तू ပို့နေ9မိနစ်တခါကို့စီဂျူကဘယ်လောက်ရှိနေ तू ကဖတ်လို့ကြည့်လို့ရနေဆိုအရန်ကိုတံပိုးရှိရပါဘောနော်။နောက်တစ်ခုက तू ကဘာအာတာကျရှိလဲ तू က तू ကအဲ့မှာညာလေးပါညာလေးကဘာပြောလဲ तू က ်ညာလျက်တဲ့တဲ့ပြနေမင်းနောက်တနေ့အတွင်းမှာစီယူကမင်းရဲ့စီယူကညင်းနေတယ်လို့ပြညာလျက်အပေါ်ထောင်နေနောက်တနေ့အတွင်းမှာမင်းစီယူတက်တော်မယ်လို့ဆိုပြညာလျက်အောက်ချိုးကြနေနောက်တနေ့အတွင်းမှာမင်းစီယူကြတော့မယ်ဆိုတယ်သူကပြဘယ်သူဘီကမနိုင်တာဘယ်သူကမနိုင်နေနောက်တော့သူကအလန်းစစ်စံနေထဲထားတော့စီယူက80ယောက်ပြုတ်ကြရင်ဖုန်းကနေတော့အလန်းနေထားမိတီ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 ဆိုထားမိစီယူက150ကျော်ဝိုင်းနဲ့အလန်းနေထားမိရေဆိုတော့အင်မတန်ကောင်းတဲ့စနစ်ဖြစ်တယ် တမန်ကောင်းတဲ့စနစ်ဖြစ်အားနည်းချက်ကတော့ပါလေ၁၄ရက်ကြာရင်ဒီဟာလေးကိုတစ်ခါလေးရတယ်ဒါလေးတစ်ခုကလည်းလက်ရှိမှာတော့နော်ပမာငွေအနေနဲ့၃သိန်းလောက်ကြာဆိုတော့တစ်လောက်၆သိန်းလောက်ကြာအဲအဲ့ဒီငွေပမာဏဒုက္ခပေးနေအောင်နော်အဲ့တော့ခုနပြောသလိုပေါ့ကိုလည်းပတ်စံတက်နိုင်တယ်ကဲလက်တိတ်ကလည်းခဏနာမဖောက်ရှင်အနည်းကိုအခါတရာလောက်ကိုသိကျင်နေဆိုရင်တော့ဒီနေ့ CGN ဆိုတဲ့စက်လေးကိုကျင်သုံးလို့ရပါတယ်သူချင်းကျွန်တော်တို့ကတော့တက်ကြ ပိတ်ချမ်းတဲ့လူတွေပေါ့နော်အဲ့လိုမျိုးကြီးကြောက်ကတ်ထိနေတဲ့လူတွေနော်နောက်ဆက်တွဲဆူချိုးများတဲ့လူတွေတော့တတ်စီတင်နေအမျိုးသားတစ်တေကိုတတ်စီတင်နေဆိုရဲစီဂျင်ဆက်လေးတွေပေါ်နေပါပြီဆိုတင်ပြပါရစီဆရာဟုတ်ကဲ့ပါဆရာဆရာခုလိုမျိုးပေါ့နော်အချိန်ပေးပြီးတော့ကျွန်တော်တို့ဒီလိုစီချိုးလူနာတွေအတွက်တည်တင်တည်ထိုက်တော့အကြောင်းအရာများတထိတ်ဖောက်မှပြင်းတဲ့လူနာတွေအတွက်လည်းဒီခင်မီဘီဆက်အကြောင်းအရာကိုရှင်းပြပေးအတွက်ဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ျွန်တော်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဆရာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကငယ်တန်းကလူနာယုကြည့်နေတယ်ကျွန်တော်တို့ဒီအကုံလုံးပေါ့နော်ပမာတနိုင်ငံလုံးမှာရှိတဲ့စီယိုတူယိုဝေနာရှင်တွေကိုကျွန်တော်တို့အနေနဲ့လူတိုင်းကိုလည်းမထွေနိုင်ဘူးလူတိုင်းကိုလည်းမပြောပြနိုင်ဘူးပေါ့နော်ဆရာတို့နဲ့ဒီလိုမျိုးနော်အင်တာဗျူးလေးလုပ်တဲ့အခါမျိုးမှာကျွန်တော်တို့ကအာကျွန်တော်တို့ပြောကြချက်တွေကိုစီယိုတူယိုဝေနာရှင်တွေကကြားသိပြီးရောလိုက်နာနိုင်မယ်ဆိုရင်တရတရာအနေနဲ့ပေါ့နော် ကျွန်တော်တို့ထောက်ပြုမယ်လို့ကျွန်တော်တို့အနေနဲ့ကခံမှန်းပါတယ်ကျွန်တော်တို့အနေနဲ့เนาะယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီလိုအစီအစဉ်လေးကိုเนาะဖြစ်မြောက်ဆောင်ရွက်ပေးတဲ့ပေါ့เนาะပံ့ပိုးပေးတဲ့เนาะ RU International Hospital ကြီးကိုလည်းအထူးပဲကျွန်တော်တို့ကျေးဇူးတင်ရှိပါတယ် and then ကျွန်တော်တို့ကကျွန်တော်တို့เนาะပံ့ပိုးပေးတဲ့ Mega Wicare ပေါ့เนาะ Mega Company ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ဒီ interview လေးကိုထောင်ပြုအောင်ကျွန်တော်တို့အဆင်ပြေအောင်ရိုက်ကူးပေးရဲ့ရိုက်ကူးရေးအဖွဲ့ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် ရှေ့ဆက်ပြီးလို့လည်းဆရာတို့ပူပေါင်းပြီးတော့ဒီလိုမျိုးပညာရေးစီစဉ်လေးတွေကိုလည်းဆက်လက်လုပ်ပေးပါဗောနော်အများကြီးရှိပါသေးတယ်ကျွန်တော်ကနော်ဒါတွေကဒါလူနာရေးတည်တည်ခြင်းနဲ့အကြောင်းတွေဗောနော်ကျွန်တော်ပြောခြင်းနဲ့အကြောင်းတွေလည်းအများကြီးရှိရတဲ့ကြောင့်ဒီလိုမျိုးပညာရေးစီစဉ်လေးတွေကိုကျွန်တော်ဆက်သက်ပြီးတော့ဆရာတို့ဆောင်ရွက်ပေးပါလို့ကျွန်တော်မြစ်တရရခံနေကျေးဇူးတင်ပါရစေဆရာအားလုံးကိုကျေးဇူးတင်ပါတယ်